ချမဂျန်နီပါလိုဘတ်စ်နဲ့တူရလေကစိုးရထမှန်မှန်းလည်းမသိဘူးမသိရတော့ကစိုးရအဲ့ဒီချင်းလေးထွက်သွားတော့ဟဲ့ငါကြိုက်တဲ့ချင်းလေးပါငါလုံးလို့မရတော့ဒီနော်ထောင်ချီမှာအဲ့ဆိုပြိတ္တကြီးကကြွားရဖြစ်သွားအောင်မယ်တခုတခုကို900 800กว่าဒါပေမဲ့စုလိုက်ရင်ဘယ်နှထောင်လောက်ရှိမလဲ3000လောက်တော့ရှိမယ်ဒါစိမ့်နေပဲဝတ်တတ်တာအဲ့တော့တိတ်မရှိပါဘူး၁၀သိန်းတောင်မပြည့်ပါဘူးအေးဒီကုတ်ကကိုရာဇာကြီးမလှုပ်ခင်ကလေးကကျမကလှုပ်တာ ကျွန်မဖုန်းတိုက်တယ်လေကျွန်မအခုတော့မှအမ်ဟိုဟာပေါ့70 Pro Max လေအမ် iPhone အဲ့ဒါအဲ့ဒါအဲ့လိုမျိုးကြီးနေတာဆိုတော့ကျွန်တော်ဖုန်းရမ်းကြိုက်လို့ဒီဖုန်းသချင်းလေးကိုရွေးလိုက်တာပေါ့နော်တက်ခက်ထထမထထပါကျွန်မကတော့ဒီသချင်းပေါ့ဒီ gling gling clang clang ဆိုတာဖုန်းပဲလေအဖုန်းသချင်းကိုကျွန်မကတော့ကျွန်မဆိုရင်ကျွန်မလုံပါပဲလေအဲ့လိုပါအပြောပြီးလေတယ်လီဖုန်းကြိုက်လို့လို့ဖုန်းကြိုက်တယ်ဖုန်းကြိုက်တော့ကိုဆိုရင်လေတယ်လီဖုန်းနဲ့ပတ်သက်တဲ့သချင်းလေးပဲဆိုချင်တာ အဲ့လိုအဲ့လိုအဲကြောင့်မို့ဓမ္မအတန်နဲ့ဟိုဘယ်လိုပြောမလဲဆိုရတာအဆင်ပြေတယ်ပေါ့တူကီနဲ့ဟိုပါပေါ့နော်အန်တီပလဲတချင်းနဲ့ဟိုကျွန်မငငယ်လေးရတယ်လိုက်ဆိုခဲ့ဘူးလေလိုက်ဆိုလဲဆိုတော့တကယ်မှကြိုက်တယ်ပေါ့ပေါ်ခဲ့တယ်ဆိုတော့လေအဲ့တော့ပြီးတော့မှဟိုဘန်ခိုင်ကြီးတို့ဘာလို့ကဆိုတာဟိုအဲ့တော့အဲ့ဒါကြီးကမှီတယ်လေမှီတော့ကျွန်တော်တို့အကြိုက်တယ်မှာပါတာပေါ့နော်ပရိသတ်ကြီးကအားပေးတယ်လက်ခံတယ်ဆိုရင်တော့ MTV ဆက်ရိုက်မှာပေါ့မရိုက်သေးဘူးဒါအတန်းတရက်ထဲတန်သွင်းပြီးတော့ထောက်မှာပေါ့နော်ပရိသတ်ကြီးကိုရင်ထဲကိုဘလူးနင်းနဲ့ရောက်မလဲရောက်အောင်ပဲ လောက်ပေးချင်တာမော်တော်ကြလေးပြည်သက်ကမကြည့်ချင်တာယူတည်ရမလားတော်ပါတော့မကြည့်ချင်မကြည့်ချင်လို့အဲ့လိုကြီးဖြစ်သွားခဲ့ရင်လည်းမကောင်းလေးကျမငရဲကြီးမှဆိုလို့လေအဲ့လိုကြီးတားရဲဆိုရင်တော့ဒီတချင်လေးကိုသူတို့နားထောင်ကြည့်ပြီးလို့အဲ့လိုလေးတားရဲဆိုရင်တော့ကျမက MTV ကိုရိုက်ဖြစ်ချင်မှရိုက်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကျမအစီအစဉ်နဲ့ကျမကတော့ကျမသဘောနဲ့ကျမဆိုတော့ရိုက်မှာအမေရေအမေရေ လွန်လဆယ်တော့ဒါပရိသတ်ကိုအမီးလေးကြီးကျွေးမှာပေါ့အမီးလေးကြီးကျွေးလို့ပရိသတ်ကဟာလက်ခံတယ်ကြိုက်တယ်ဆိုရင်နောက်တစ်ဆင့်ကျွန်မ MTV နဲ့ချပြမှာပြောရမယ်ဆိုရင်ကွာအဲ့ဟိုကိုဆိုးကြီးစုံလိုက်တဲ့တယ်လီဖုန်းတချင်းကကျမဆက်ဆာခြင်းတချင်းဆိုတက်ခါစားအရွယ်မှာပေါ့နော်အဲ့တချင်းလေးတွေကပေါ်တယ်ကွာပေါ်တဲ့အချိန်မှာကျမအဲ့တချင်းလေးနဲ့စတိတ်ပေါ်တက်ပြီးတော့ဟိုအဲ့တော့ကီးပိုင်နားမလဲဘူးနားမလဲတော့အဲ့သူဝင်ရတာခက်တယ်အဲ့ ကလင်းကလင်းမီတန်တီလို့ဆိုရတယ်လီဖုန်းလေးရဲ့အဝင်ခက်တယ်ကွာဘားရီရှိတယ်အဲ့ဘားရီကွာငငယ်ကနားမလဲတော့လှဲ့ကြည့်ပြီးတော့ဟိုတီးတဲ့လူကခေါင်းကြီးပြရေကျွန်မဝင်လိုက်တယ်အဲ့ကျွန်မစဆူခဲ့တာအဲ့တချင်းလေးကပရိသတ်ဂျာထဲမှာတော့မဟုတ်ဘူး state ပေါ်မှာပေါ့နော်အဲ့တချင်းလေးကကျွန်မငငယ်လေးကစိုက်နေတက်ခဲ့တယ်ဆိုခဲ့တယ်ဟိုလူငယ်နဲ့ကိုစိုးကြီးမထွက်ခင်ရအောင်ကျွန်မကေဟိုပါကာရာအိုကေမှာလေသွားတော့ကတော့အဲ့တချင်းလေးဆိုလိုက်သေးတယ်အဲ့ဘေးနားပါသွားတဲ့အဖွဲကြီးကတော့ လိုက်တယ်တဲ့အဲ့ဒီစင်းလေးဘာညာနဲ့တောင်ပြောသေးတယ်ပြောတော့ကစိုးကြီးထွက်မယ်မှန်းလည်းမသိဘူးမသိရတော့ကစိုးကြီးကအဲ့ဒီချင်းလေးထွက်သွားတော့ဟဲငါကြိုက်တဲ့ချင်းလေးပေါ့ငါလုံးလို့မရတော့အဲ့တော့ကျမကလည်းခြားပြချင်းနေနှစ်နှစ်ရှိပြီဒီချင်းအောင်အဲ့တော့ဖုန်းနဲ့ပတ်သက်တဲ့ချင်းလေးတွေကကျမဖုန်းကြိုက်တဲ့လူဆိုတော့ဖုန်းနဲ့ပတ်သက်တဲ့ချင်းလေးတွေကျမပြန်ရွေးရတဲ့အချိန်မှာဒီအခုကျမရွေးတယ် clink clank clink clank ပေါ့နော်ဒီချင်းလေးကိုထပ်တွေ့တော့ကျမအမိပေါ့အဲဒီချင်းလေးကကျမဒါခြားပြရတော့မှာလေတယ်လီဖုန်းချင်းဆိုတော့ ဲ့လိုအခုကတက်တိုက်ဆက်ဆိုင်ကွာဒီ70 Pro Max iPhone ကလည်းပေါ်တယ်ဆိုတော့ကွက်တီပဲပေါ့နော်အဲ့ဒါကျွန်မချပြပါတာပါတိတ်ပြပါတယ်ချင်းပြပါတယ်ပြီးခဲ့တဲ့16မျိုးကလည်း60ไก่တာပေါ့နော်အခုက70ဆိုတော့70ไก่တာပေါ့ဟုတ်ဖုန်းကအသက်ပဲလေလူတယောက်ရဲ့အသက်ပဲလူတယောက်ရဲ့အဖော်ပဲလေအဲ့တော့ဒီဖုန်းလေးကတန်မှုရှိရှိနဲ့ကိုယ်နာမအမြင်နေတယ်ဆိုကျွန်မတို့ကင်ရတာလေမိုက်တယ်လေတည်မလားဟိုဖုန်းစုပ်ကြီးကင်နာထက်စာရင်ကွာဒီ SMD Pro Max ကရတော့နောက်ဆုံးပေါ်လေးဆိုတော့ကျမပြောတာပေါ့အဓိကတော့ကျမကိုယ့်ကိုယ်ပြောအောင်လုပ်တာပါဖုန်းကတော့နောက်ဆုံးပေါ့ဟုတ်ကျမလားကျမ Jennifer Lopez နဲ့တူရလေအဲ့တော့သူ့လိုပဲပေါ့ကျမလည်းအဲ့လိုလေးကြီးဝေးရတာပေါ့နော် Chorality ကဟိုပါပေါ့တဆက်တစင်စာကြောက်စိမ်မင်းမလို့လားမင်းတော့ထောင်ချီမှာအဲ့ဆိုပြိဿကြီးကကြွားရဖြစ်သွားအောင်မယ်ထောင်ချီရလေတခုတခုကို900 800กว่า900 800 900တွက်ကြည့်လိုက်လေ ဘယ်နှထောင်မှန်းတော့မသိဘူး။မဟုတ်ကွာအတန်သွင်းမလားဆိုတော့လေဒီဟာတွေကိုဈေးတွက်တွက်ပြီးလာတာမဟုတ်ဘူးလေအဲ့အတွက်ကိုအဲ့လိုတော့မတွက်ထားဘူး။ဒါပေမဲ့စုလိုက်ရင်ဘယ်နှထောင်လောက်ရှိမလဲ3ထောင်လောက်တော့ရှိမယ်ထင်တယ်ဟုတ်။ရှိပါလေကျမဟုတ်အဲအဲအဲ့လိုမမင်းနဲ့လေဟုတ်ဟုတ်ဟမ်အဲ့ဘာ live ကိုဝေးရမယ့်အပေါ်မှာတော့ live ဖက်အောင်တော့ ဆင်ရတာပေါ့ဥမာပလဲဝစ်ပြီးတော့ကြောက်စိမ်းလက်ဆုပ်ခြင်းနဲ့ပလဲနဲ့ကတ်ခြင်းနဲ့အဲ့လိုမျိုးဆိုရင်လည်းမလှအောင်လေအဲ့ဒါကတော့သူကသူဝမ်းဆက်စာလေးလှပအောင်တော့ဟိုကမင်းကလေးပဲလေပြီးတော့ဒီယတနာကိုကြိုက်တဲ့ချစ်တဲ့သူပဲလေဝတ်တတ်တာပေါ့စုတာထက်ကိုကျွန်မကြိုက်တာပါကျွန်မကကြိုက်ပါလေဈေးကြီးပြီဆိုအကုန်ကြိုက်တာဈေးကြီးပြီဆိုဟုတ်ဟုတ်ဒါကဟဲ့အဲ့လိုပြောမယ်ဆိုနော်ကျွန်မဒစိမ့်တွေလည်းမဖြုတ်ပါသေးကျွန်မဒစိမ့်တက်ဖို့ဒါရံဝန္ဒနာပါ ော့ရောင်မမအောင်နော်တကယ်ကျွန်တော်ဒီဇိုင်းနဲ့ပဲဝတ်တတ်တာအဲ့တော့ဒါ MK ရပါတိတ်ရှိပါဘူးဆယ်သိန်းတော့မပြည့်ပါဘူးဒီကောက်ကဟုတ်ဘာမှမလဲဆယ်သိန်းမပြည့်ဘူးဆိုတော့ဒါအဝတ်စားအဝတ်စားကတော့20ဘိုးလောက်ပဲပါမယ်ထင်တယ်ဟုတ်ဘာလဲအတန်သွင်းတာမေးလေအဲ့ အမ်ဘာအမ်ဘာအမ်ဘာဒီလိုပဲထသွားလာသွားလိမ့်ပေါ့ဟုတ်အဲ့လားကိုရာဇာကြီးမလှုပ်ခင်ကလေးကကျွန်မလှုပ်တာ तू ကနောက်ပိုင်းဒစိတ်တင်နေတော့အဲ့ကျွန်မ तू မလှုပ်ခင်ကလေးကဒစိတ်ကကျွန်မလည်းမဖြုတ်ဘူးဒါပေမဲ့ तू လှုပ်တော့အေးတက်လဲငါလိုပဲပေါ့အေးအဲ့လောက်ပဲပြီးသွားတာပေါ့နော်ဒါပေမဲ့အခုကျကိုကခုတင်နေလဲကျွန်မမဖြုတ်ဘူးမဖြုတ်တတ်ဘူးအေးဒစိတ်ကိုကြိုက်တယ်ဒစိတ်တက်ဝေးရတာစိတ်ချမ်းသာတယ်ဟုတ်ပါတယ်။ဘာလို့ကျမတခါဝင်းတခါဝင်းမလျှော့မလျှော့တာများရည်လေဒီလိုဒစိတ်လေးနေပဲအစ်တက်တယ်လို့ထားထား အဲ့ပါအတ္တထဝယ်ရတာပေါ့အမြဲတမ်းမဝစ်ချင်ဘူးလေอืมအဲ့လိုမင်းတော့မသိဘူးကျမစိတ်ထင်ဝယ်ချင်တယ်ဆိုလဲဝယ်လိုက်တာပဲဆိုတော့ကျမအဲ့လိုမျိုးကျမရဲ့တလရဲ့ဘလောက်တူဟိုလောက်တူအဲ့အမတွေးတာဘူးကျမကျမတုံးနိုင်နေသေးတုံးမှာပဲကျမဝယ်ဝင်းနိုင်သေးဝယ်ဝင်းမှာပဲကျမလှုပ်ချင်တာလေကျမအကုန်လှုပ်သွားမှာပဲမရှိပါဘူးဟုတ်အများဆုံးမှာပဲဒါဒီနေ့အတန်ဆတွေ့မြည်လေတန်ဆတွေ့မြည်ဆိုတော့သူတချင်းကျမကိုပြီးတဲ့အချိန်ထိရောခဏကြာမှာပေါ့ ဒါတရက်ထဲကတော့ busy လုပ်တာပေါ့နော်အင်းပြီးတော့ပြိတ္တတွေကိုအများဆုံးချပြမှာပါဟုတ်ပြိတ္တအားပေးတယ်ဆိုရင်တော့ပျော့ပျော့ကြီးနောက်တစ်ဆင့်ထပ်တက်လို့ရတာပေါ့အားမပေးဘူးဆိုရင်တော့လေကျမတစ်ခါလေကြိုက်လေကျမစိတ်ကူဘာလို့ပြောမလဲစိတ်ထင်တော့ထင်တယ်လို့လောက်တက်တဲ့အကျင့်ရှိတယ်ဆိုတော့ပြောလို့တော့မရဘူးပေါ့နော်ဟုတ်ဟုတ်ကျေးဇူးပါရှင့်